။ဓမ္မပရိသတ်တွေအားလုံးမင်္ဂလာပါ။ဘဝတွေကဓမ္မများဆိုတဲ့ဘဝထဲမှာရရှိခဲ့တဲ့ဓမ္မအသိဉာဏ်တွေကိုဆင်းရဲမြဝေလာခဲ့တာဒီတစ်ပတ်အပိုင်း48ကိုရောက်ရှိလာပါပြီ။ဒီတစ်ပတ်မှာတော့ ရပိုင်းတွင်မှမကြာခဏအကြုံတွေ့ကြားနေရတဲ့အကြောင်းအရာတစ်ခုနဲ့ဆက်ဆက်ပြီးတော့ဓမ္မအသိဉာဏ်လေးကိုမျှဝေခြင်းပါတယ်အဓမ္မအသိဉာဏ်လေးကိုအားလုံးမမိလွယ်အောင်ခေါင်းစလေးတစ်ခုလွယ်လွယ်ကူကူပြလိုက်ပါတယ်အားလုံးကြားဖို့နေကြပါပဲဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့လို့ဒီလိုခေါင်းစလေးပြလိုက်ပါတယ်ဆိုတော့ဘာဖြစ်လို့ဒီခေါင်းစဉ်ပေးရလဲလို့မေးရင်ဒီရပိုင်းတွင်မှမကြာခဏ အဆင်ပြေမှုတွေအလိုမကျမှုတွေကြောင့်စိတ်ညစ်နေပြီလို့စိတ်ညစ်နေပါတယ်လို့ရှောက်ထားတဲ့ရှင်ဖွင့်ကြတဲ့သူရဲ့စကားနံတွေကိုများစွာကြားရှိနေကြပါတယ်။အဲ့တော့ကြောင့်မလို့ဒီကောင်းစဉ်လေးဒီဓမ္မအသိဉာဏ်လေးမိမိအကောင်းထဲမှာအတွေ့အထဲမှာပေါ်လာခြင်းဖြစ်ပါတယ်။အဲ့တော့လောကမှာရှိတဲ့လူအများစုဟာကိုလိုချင်တာမရဘူးကိုဖြစ်ချင်တာမဖြစ်ဘူး။ ကိုယ်စန္ဒအတိုင်းမဖြစ်ဘူးဆိုရင်လွယ်လွယ်ကူကူပဲစိတ်ညစ်တတ်ကြပါတယ်။ဒါကြတော့လေပြင်းပြင်းထန်ထန်ကိုစိတ်ညစ်တတ်ကြပါတယ်။အဲ့တော့ကိုဘာကြောင့်ဒါကြီးကိုမရရတာလဲ။ဘာလို့မဖြစ်ရတာလဲ။ငါမှဘာလို့မဖြစ်ရလဲဆိုတော့ကိုကိုကိုအတွေးပေါင်းမျိုးစုံနဲ့နှိမ့်ဆက်နှင်းဆဲပြီးတော့စိတ်ညစ်ခြင်းတွေဖြစ်နေတတ်ကြပါတယ်။အလောကမှာအာလုံးတည်ပြီးသားပါပြည့်စုံတဲ့ပုဂ္ဂိုလ်ရေလို့ဖျားရှင်ကရမကြီးကလွဲရင် မရှိကြပါဘူးအားလုံးမှာလိုအပ်ချက်ကိုစီဆန္ဒကိုစီနဲ့မပြည့်စုံသောဆန္ဒတွေနဲ့ဘဝကိုရှေ့ဆက်နေရတာပဲဖြစ်တယ်လူတိုင်းဥစ္စာချမ်းသာချင်တာပေါ့လူတိုင်းရာထူးထန်တဲ့နေရာတွေကြီးချင်တာပေါ့လူတိုင်းပညာတတ်တွေဖြစ်ချင်တာပေါ့လူတိုင်းအကြီးမွန်းခံနေကြတာပေါ့ဒါပေမဲ့လူတိုင်းဖြစ်သလားဆိုတော့ဖြစ်ပါအောင်တစ်ခါတလေမှာအကြေခံရမယ်တစ်ခါတလေမှာအဝေဖန်ခံရမယ်တစ်ခါတလေမှာ ပျော်ရွှင်နေနေကြောက်ရမယ်တခါတလေမှဝမ်းနေခြင်းနေဆုံးอ่ะဆိုတော့ကိုဖြစ်ချင်တယ်လို့ဖြစ်နေတယ်ဆိုရင်လောကကြီးမှာဒုက္ခဆိုတဲ့စကားလုံးပေါ်လာเสียအကြောင်းတော်မရှိပါဘူးအဲ့တော့လောကကြီးမှာဘာပဲဖြစ်ဖြစ်အရေးကြီးဆုံးကတော့မိလို့စိတ်သက်တည်ညံ့နှမ်းမသွားဖို့အရေးကြီးပါတယ်အဲ့လောကမှာရှင်သန်နေထိုင်တဲ့လူတွေအားလုံးမှာလောကရန်ဆိုတာအလုံးကြောက်ပြီးသားလောကရန်ရှိပါရှိပါ အစိုးလောကရန်၄ပါအကောင်လောကရန်၄ပါအစိုးလောကရန်နဲ့ဂျုံတွေ့တဲ့အခါမှာလူတွေဟာအင်မတန်ကိုမှလွယ်လွယ်ကူကူစိတ်ညစ်တကြတယ်အချို့များဆိုရင် ကိုယ့်ကိုယ်ကိုတတ်သိတဲ့အထီးကောင်မှဆွန့်လို့ပြီးတော့စိတ်ဓာတ်တွေကြပြီးတော့ရှင်ဆိုင်ကြရတယ်အဲ့တော့အစိုးလောကရန်နဲ့ဂျုံတွေ့ခြင်းနဲ့သူရဲ့လောကကြီးမှာအစုံတယောက်မှရှိမနေပါဘူးဒါပေမဲ့အထူးမှလည်းရှောင်ရဲလို့မရဘူးအကုန် ြုံတွေ့ရပါတယ်။နိုင်တန်ဆိုတဲ့ကဲ့ရဲ့ခြင်းအဆင်ပြေတဲ့ခြင်းမှာကိုယ်ဒီလူတွေပဲအကောင်းပြောကြတယ်အဆင်မပြေတဲ့ခြင်းမှာကဲ့ရဲ့ကြတယ်ဒါလည်းဆိုလိုကြတယ်။အာလာဘောလို့ခေါ်တဲ့ဇီဝဥစ္စာမပြည့်စုံခြင်းလိုချင်တာတွေမရခြင်းဆိုတဲ့လောကဓာတ်လေးလည်းကြုံတွေ့ရပါတယ်။အထူးအာရတော်လို့ခေါ်တဲ့ကိုဗိနာမှာမိတ်ဆွေအပေါင်းအသင်းကြီးကမှမတားဆုပတ်ဝန်းကျင်ရှိနေတဲ့အချိန်မှာတော့ဝိုင်းဝန်းလေနေမှာပေါ့ မရှိတော့တဲ့အချိန်ကြိုင်းဘာမှမရှိတော့တဲ့အချိန်ကြိုင်းကိုနမတရားမှမနေတော့တာမျိုးလေကြုံပြရတယ်။အဲနောက်ဆုံးအစိုးလောကရန်တစ်ခုကတော့ဒုက္ခံလို့ခေါ်တဲ့ဆင်းရဲမှုတွေပေါ့အဆင်မပြေမှုတွေဒါတွေဟာလူတွေကိုလွယ်လွယ်ကူကူစိတ်ညစ်ချင်အောင်ဖြစ်စေတယ်ပေါ့အဲဒါအစိုးအစိုးလောကရန်လေးခုနဲ့ကြုံတိုင်းကြုံတိုင်းမှာမိမိတို့ကဒီအရာတွေဟာအဆင်ထားရအမြဲတည်းအရာမဟုတ်ဘူးငါတယောက်တည်းကြုံရတာမဟုတ်ဘူးလူတိုင်းကြုံရမှာပဲ ငါစိတ်ညစ်နေတော့ဘာထူးမှလဲပုဂ္ဂိုလ်ကိုအတိပေးဖို့လိုပါတယ်အဲ့လိုကြုံတွေ့ရတဲ့အခါမှာခန္ဓာရင်ရှိဖို့လည်းလိုပါတယ်အဲ့လိုမျိုးပဲနဲ့စိတ်တည်ညစ်နေမယ်စိတ်တည်ဆင်းရဲနေမယ်ဟိုလူကြောင့်ဒီလူကြောင့်ဆိုပြီးတော့အပြစ်ဖို့နေမယ်ဆိုရင်လည်းပဲဒီအစိုးလောကဏ္ဍကြီးကပျောက်သွားမှာမဟုတ်ပါဘူးမပျောက်သွားတဲ့အပြင်တပူပေါ်နှစ်ပူဆင့်ပြီးတော့ပူပူကိုဆိုလာတတ်ပါတယ်ပို့ပြီးတော့တောင်မှဒုက္ခတွင်ဟာ နှက်သွားလေရှိကြပါတယ်။အဲတကယ်တော့အကောင်းလောကဓာတ်ကြီးဂျုံတွေ့နေတဲ့လူအစိုးလောကဓာတ်ကြီးပဲဂျုံတွေ့နေရတဲ့ပုံပြရလို့ဒီနေ့အချိန်ဒီလောကမှာမကြောက်ဘူးပါဘူး။နောင်လေကြားရဖို့လာလာမရှိပါဘူး။အဲတော့အချိန်ဒီအချိန်ခါအားလျော်စွာအကောင်းရောအဆိုးရောလောကဓာတ်နှစ်ခုလုံးကိုပေါင်းဆက်ပြီးတော့ဂျုံတွေ့ခံစားကြရမှာဖြစ်ပါတယ်။အဲ့တော့အကောင်းလောကဓာတ်ပုံများတဲ့သူအဆိုးလောကဓာတ်ပုံများတဲ့သူဆိုရတော့ ဆိုပြီးတော့နည်းနည်းတော့ကိုလုတ်ခဲ့တဲ့ကုသိုလ်အကုသိုလ်နဲ့ဆက်ဆက်ပြီးတော့ maybe กว่าကောင်းกว่าနိုင်ပါတယ်။ဒါဘယ်လိုလောကဓာတ်ပဲဂျုံဂျုံခုနအကောင်းလောကဓာတ်၄ပါးနဲ့ဂျုံလိုပဲဖြစ်ဖြစ်အစိုးလောကဓာတ်၄ပါးနဲ့ဂျုံလိုပဲဖြစ်ဖြစ်မျိုးလို့စိတ်တက်တရားတုံးလို့သွားပြီရင်းရင်သွားပြီဆိုရင်စိတ်ငြိမ်မှုဆိုတာဖြစ်လာတတ်ပါတယ်။ဥပမာအကောင်းလောကဓာတ်၄ပါးထဲမှာဒုက္ခလို့ခေါ်တဲ့ချမ်းသာခြင်းနဲ့ဂျုံတွေ့ရတဲ့အခါမောဟကြွားကမောဟက လောကပါးကလည်းလူနေမယ်ဆိုလည်းပဲဒါလောကဓာတ်မှာကြာရှုံးနေမှာပဲအဲ့လိုပဲပတန်တလို့ခေါ်တဲ့ချီးမွမ်းခြင်းနေနဲ့ကြုံရတယ်အဲ့လိုကြုံတိုင်းမှာလည်းမိမိတို့အာယူထဲမှာမျောပြီးတော့နေမယ်ဆိုရင်လည်းပဲအစိုးလောကဓာတ်မှာအကောင်းလောကဓာတ်နဲ့မိမိတို့ကြာရှုံးနေမှာအဲ့တော့ချီးမွမ်းလဲခဏကဲလဲခဏပဲဒီလိုမျိုးတင်တော့တင်တော့လျှောက်ပါလုံးထွင်ရပါလေနော်လာဘောလို့ခေါ်တဲ့စီဝိုင်းအစဉ်ပြီးတဲ့အခါဖြစ်စင်တာတွေဖြစ်တဲ့အခါမှာလည်းမိမိတို့လွတ်မသွားဘူးအရေးကြီးပါ ဒါလည်းပဲအခိုက်အတန့်ပဲလို့နားလည်းပြီးပါတယ်။နောက်တစ်ခေါက်ရာတော့လို့ခေါ်တဲ့ကိုဗင်းနာမှာအပေါင်းအသင်းအခြေအနေတွေပေါများခြင်းရလည်းအခိုက်အတန့်ပဲလို့နားလည်းရ။ဆိုတော့ everything is impermanent ဆိုတဲ့အတိုင်းပဲဘယ်အရာမှမမြင်ပါဘူး။ဒါကြောင့်ဘလို့အရာတွေနဲ့ပဲကြုံတွေ့ကြုံတွေ့ဘာတွေပဲဖြစ်ဖြစ်အရေးအကြီးဆုံးမှာကျင်တာကတော့စိတ်မြင့်ဖို့အရေးကြီးပါတယ်။အဲ့လိုစိတ်မြင့်ဘူးဆိုရင်လွယ်လွယ်ပြောရင်အကုသို့မဖြစ်ဘူးပေါ့။အကုသို့မဖြစ်ရင်မိမိတို့ဘဝတွေဟာ အချင်းတဲ့ဘဝတွေပိုင်ဆိုင်ကြမှာဖြစ်တဲ့ဒါကြောင့်ဘလို့လောကရံနဲ့ပဲကြုံကြုံဘလို့အချင်းတွေပါပဲဖြစ်ဖြစ်စိတ်မညစ်နိုင်မဲနဲ့ဘဝကိုဖျက်ဆီးနိုင်တဲ့တော်ကောင်းတွေဖြစ်နိုင်ကြပါစေ။